ပေါ်ရမင်းကြီးဖရန်စစ်စကာအသက်62နှစ်အေပလ27ရက်2025ခုနှစ်မှာကွဲလွန်ခဲ့ပါတယ်။အဲ့ဒါကတော့ Easter တင်းလာနေဖြစ်ပါတယ်။လေဖြတ်ခြင်းနဲ့နှလုံးခုန်ရခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေကြောင့်ဒီဆုံးသွားခဲ့ပြီးတော့အဆုတ်အေးမိခြင်းဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ Saint Peter ရေပြင်မှာ Easter ပွဲများအတွင်း၎င်းရဲ့နောက်ဆုံးလူသေရှင်ကြားဟောပြောပြီးတဲ့နောက်တစ်ရက်အကြာမှာသူဟာတည်ဆုံးသွားခဲ့ပါတယ်။ ပိုဖရန်စစ်ကဖရန်ဆိုလက်တင်အမေရိကပိုဂျာမင်ဂျီဖြစ်ခဲ့ပါတယ်သူကနှစ်ပေါင်းတစ်ထောင်ကျော်အတွင်းမှာဖရန်ဆိုနဲ့ဂျူးလူမျိုးပိုဂျာမင်ဖြစ်ပြီးတော့ဥရောပပြင်ပမှာဖရန်ဆိုတော့ပိုဂျာမင်ဂျီလည်းဖြစ်ပါတယ်2023ခုနှစ်မှာရွေးကောက်တင်မြောက်ခံရပြီးတော့ပိုဂျာမင်ဂျီအဖြစ်12နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်ပိုဂျာမင်ဂျီအဖြစ်တာဝန်ထမ်းဆောင်စဉ်အတွင်းမှာကက်တလစ်ချာကိုခင်ဗျောင်စူးစမ်းခဲ့ပြီးတော့မတူညီတဲ့ဘာသာတရားများကြားဆွေးနွေးပြောဆိုမှုကိုအားပေးပြီးတော့မကြာခဏ မင်းပြောက်ခြင်းသို့မဟုတ်မတရားပြုမှုခံရသူများကိုအားပေးခြင်းခေါ်ပြောချက်တွေပေးခဲ့ပါတယ်။နှိတ်ချခြင်းအတွက်သူကလူသိများပါတယ်။ကြီးကျယ်ခန္ဓာတဲ့ Apostolic Palace မှာနေထိုင်မဲ့အစားပုံမိုးရိုးရှင်းတဲ့ Casa Santa Maria မှာပဲနေထိုင်ဖို့သူရွေးချယ်ခဲ့ပါတယ်။ပုဂ္ဂိုလ်မင်းကြီးက Francis ကရိုးရှင်းတဲ့စပနာတခုကိုသူတောင်းဆိုခဲ့ပါတယ်။ယောမမှုစန်တာမာရီယာရဲ့ဘာဆလီကာမှာတင်ကြိုးဖို့အတွက်သူတောင်းဆိုခဲ့ပါတယ်။ ဗာတီနန်ကခုအခါပိုယန်မင်းကြီးတွေ့လွန်ပြီးတဲ့နောက်ဖရန်စုံတို့ဘာသာရေးအခမ်းအနားတွေကိုစတင်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။၎င်းရဲ့ရုပ်အလောင်းကိုတော့ဗာတီကန်တာဝန်ရှိသူတွေကနှုတ်ဆက်နိုင်ဖို့အတွက်ဒိုမာစတာမာတာဖရာကျောင်းတို့ပြောင်းရွှေ့ဖို့လုပ်နေကြပြီဖြစ်တယ်။ပိုယန်မင်းကြီးဖန်ဆစ်အတွက်ကဘာတွန်းကလူအများပြားကလေးစားမှုနဲ့ဝန်ထဲကျောင်းတွန်းလာတွေကိုအောက်ပါတိုင်းမျှဝေခဲ့ကြပါတယ်။ အမေရိကန်ဒုတိယသမ္မတ JD Vance ကအလွန်စစ်မကောင်းဖြစ်တော်လည်းပဲပိုရမီဂျီနာမချမ်းဖြစ်နေစဉ်အတွင်းမှာမနေ့တနေ့ကမှသူတွေ့ခွင့်ရခဲ့တဲ့အတွက်ဝန်လုံးဝန်သားကြောင်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုသမ္မတအမေ Emmanuel Macron ကစင်ရဲ့နောက်ပါသူတွေကိုပျော်ရွှင်မှုနဲ့မျှော်လင့်ချက်တွေဆောင်ကျင်ပေးတဲ့အတွက်ပိုရမီဂျီအားချီးကျူးခဲ့ပြီးလူများကိုတဦးနဲ့တဦးပုံမရင်းနှီးစေကတဘာဝတရားနဲ့ပုံမချိတ်ဆက်မိစေဖို့အတွက်ကူညီပေးခြင်းကိုသူတို့ချီးကျူးခဲ့ပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆာလီစ်ဗွန်တာလီယန်က၎င်းကခွင့်ရများအတွက်သမကကဘာတောင်းလုံးအတွက်လှုပ်ဆော်မှုရဲ့ရင်းမြစ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဣဇရဲသမရအိုက်ဇက်ဟာဇူကာပိုယမင်းကြီးကနှက်ဆိုင်သောဘာသာရေးယုံကြည်မှုနဲ့အဆုံးမရှိသောစင်နာမှုရှိသူအဖြစ်ပုံဖော်ခဲ့ပါတယ်။ဖက်ဒရယ်သမရဖာဒီနန်မာကိုဂျူနီယာကပိုယမင်းကြီးဟာခရင်ကောင်တယောက်ဖြစ်ခြင်းမှာအခြားသူတွေကိုစင်နာမှုနဲ့ ဂယုစိုက်တတ်ခြင်းဖြစ်သည်ဟုပုယံမင်းကြီးကကတော်တင်ခဲ့တယ်လို့သူကပြောခဲ့ပါတယ်။တလိုင်းလာမကလည်းပုယံမင်းကြီးကအခြားသူတွေကိုကူညီရင်းဘဝကိုဖျက်ဆီးခဲ့ရပြီးရိုးရှင်းပြီးအတိတ်ပဲရှိတဲ့ဘဝနေထိုင်ပုံကိုပြသခဲ့ကြောင်းလဲတလိုင်းလာမကချီးကျူးခဲ့ပါတယ်။ပုယံမင်းကြီးဖရန်စစ်ကွယ်လွန်ချင်းကကက်သလစ်အသင်းတော်တွင်ကြီးမားတဲ့ပြောင်းလဲကလာတစ်ခုဖြစ်စေခဲ့ပြီးတော့ကာဒီနယ်က ပေါ်ရမင်းကြီးအတိတ်ကိုရွေးချယ်ဖို့အတွက်ယခုတွေ့ဆုံကြမှာဖြစ်ပါတယ်။မဲပေးရမယ့်ကာဒီနယ်အများပြောက်ကိုပေါ်ရမင်းကြီးဖရန်စစ်ကိုတိုင်ရွေးချယ်ခဲ့ပါတယ်။